ိတ်နေရင်တော့ငွေဝင်နေသောစီရော်နယ်ဒိုပိုင်ဆိုင်ထားတဲ့ထိတ်တန်းစီးပွားရေးလုပ်ငန်း၃ခုပြည်သူများအားလုံးပဲမင်္ဂလာပါကမ္ဘာလွှာကဒူဂျာဆန်ပြားကျောင်းရများကိုပုံမှန်တင်ဆက်ပေးနေတဲ့ဒီပြည်တော် channel ကနေကြိုဆိုပါရယ်ရော်နယ်ဒိုဟာဘောလုံးကစားသမားတဦးအနေနဲ့ကမ္ဘာထိတ်တန်းဝင်ငွေရှိသူဖြစ်ရုံမကစီးပွားရေးနယ်ပယ်မှာလည်းအောင်မြင်မှုများစွာရရှိထားပါရယ်သူ့ရဲ့စီးပွားရေး empire ဟာ fashion hotel ကိုလည်းလေ့ကျင့်ရေးနဲ့အခြားနယ်ပယ်တွေမှာပြန့်နှံ့ထားပါရယ် ဒီဗီဒီယိုမှာတော့ရော်နယ်ဒိုရဲ့ထိတ်တန်းလုပ်ငန်း၃ခုကိုရွေးချယ်တင်ဆက်ပေးလိုက်ပါရယ်။နံပါတ်၁ CR7 Fashion နဲ့အသုံးဆောင် CR7 Fashion and Accessory CR7 Fashion ကရော်နယ်ဒိုရဲ့ကိုယ်ပိုင်မှတ်တပ်စိတ်ဖြစ်ပြီး2013ခုနှစ်မှာစတင်ခဲ့ပါရယ်။ဒီမှတ်တပ်စိတ်အောက်မှာအဝတ်ထည်ဖနက်အတွင်းခံမျက်မှန်နဲ့ရေမွေးတွေထုတ်လုပ်ရောင်းချပါရယ်။ CR7 ဟာရော်နယ်ဒိုရဲ့စတိုင်ဆွဲဆောင်မှုနဲ့စွမ်းအားကိုကိုစားပြုပါရယ်။ဒီလုပ်ငန်းဟာဥရောပအမေရိကနဲ့အာရှဈေးကွက်တွေမှာရောင်းအားကောင်းပါတယ် ရိုနယ်ဒိုကိုယ်တိုင်ဒီဇိုင်းတွေမှာပါဝင်ပူးပေါင်းပြီးသူ့ရဲ့ပြိသက်တွေနဲ့ချိတ်ဆက်ထားပါတယ်။ CR7 အတွင်းခံတွေဟာအထူးသဖြင့်လူငယ်တွေကြားမှာရေပန်းစားပါတယ်။ဒီမတ်စိတ်ဟာနှစ်စဉ်ဒေါ်လာတန်ပေါင်းများစွာဝင်ငွေရရှိတယ်လို့ Forbes မှာဖော်ပြထားပါတယ်။ CR7 ဟာရိုနယ်ဒိုရဲ့ဘောလုံးကစားသမားဘဝရဲ့စွမ်းအင်ကိုဖက်ရှင်လောကထဲယူဆောင်လာခဲ့ပါတယ်။ဒီလုပ်ငန်းဟာရေသွေးမြင့်ထုတ်ကုန်တွေနဲ့ကမ္ဘာတဝန်းဖက်ရှင်ပြိသက်တွေကိုဆွဲဆောင်ထားပါတယ်။ CR7 ရဲ့ရေမွေးလိုင်းဟာအထူးသဖြင့်ဥရောပမှာရောင်းအားကောင်းလာပါတယ်။နံပါတ်1 CR7 Hotel နဲ့အပန်းဖြေစကန် CR7 Hotel and Resort CR7 Hotel ဟာ Ronaldo နဲ့ Panstana Hotel Group တို့ရဲ့ပူးပေါင်းလုပ်ငန်းဖြစ်ပြီး2016မှာစတင်ခဲ့ပါတယ်။ပထမဆုံး Hotel ကို Ronaldo ရဲ့မွေးရမြေပေါ်တူဂီရဲ့ Fanchen မှာဖွင့်လှစ်ခဲ့ပါတယ်။လက်ရှိမှာ Madrid, Lisbon, New York နဲ့ Paris မြို့တွေမှာ CR7 Hotel တွေရှိပါတယ်။ဒီ Hotel တွေဟာခင်မီဒီဇိုင်း၊ဇိမ်ခံအစားအဝတ်တွေနဲ့ကိုယ်လက်လေ့ကျင့်ခန်းတွေနဲ့ထူးခြားပါတယ်။ ရော်နယ်ဒိုကိုယ်တိုင်ဒီဟိုတယ်တွေရဲ့ဒီဇိုင်းနဲ့အမှတ်တံဆိပ်ဖန်တီးမှုမှာပါဝင်ပါတယ်။ CR7 ဟိုတယ်တွေကရော်နယ်ဒိုရဲ့ပြည်သက်တွေအတွက်သူ့ရဲ့ဘဝပုံစံကိုခန်းစားနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒီလုပ်ငန်းဟာနှစ်စဉ်ဒေါ်လာတန်ပေါင်းများစွာဝင်ငွေရရှိရလို့ Bloomberg မှာဖော်ပြထားပါတယ်။ဟိုတယ်တွေမှာရော်နယ်ဒိုရဲ့ဘောလုံးငွေနည်းတွေကိုပြသထားတဲ့အလားစင်မှုတွေပါဝင်ပါတယ်။နံပါတ်3 CR7 ကိုလက်လေးကျင်ရင်းနဲ့ဂျင် CR7 Fitness and Gin CR7 Fitness ဟာရော်နယ်ဒိုရဲ့ကိုလက်လေးကျင်ရင်းလုပ်ငန်းဖြစ်ပြီး crunch fitness နဲ့ပူးပေါင်းပြီး2016မှာစတင်ခဲ့ပါတယ်။ဒီဂျင်နီယာရော်နယ်ဒိုရဲ့ကြံ့ခိုင်မှုနည်းလမ်းတွေကိုအခြေခံထားပါတယ်။ TIA 7 fitness မှာခင်မိကိုလဲလေ့ကျင့်ရေးကိရိယာတွေ၊ cardio ခန်းတွေနဲ့အာဟာရအကျံပေးဝင်ဆောင်မှုတွေပါဝင်ပါတယ်။ဒီလုပ်ငန်းဟာပေါ်တူဂီ၊စပိန်နဲ့အမေရိကရဲ့အချို့မျိုးကြီးတွေမှာဖွင့်လှစ်ထားပါတယ်။ရော်နယ်ဒိုကိုယ်တိုင်ဒီဂျင်နီယာရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကိုဒီဇိုင်းဆွဲရမှာပါဝင်ပါတယ်။ဒီအား7 fitness ဟာသူ့ရဲ့ကြံ့ခိုင်မှုနဲ့စီကန်းရှိတဲ့ဘွားပုံစံကိုပြည့်သက်တွေနဲ့မျှဝေဖို့ကြီးရွယ်ပါတယ် ဒီဂျင်နီကနှစ်စဉ်ဒေါ်လာတန်ပေါင်းများစွာဝင်ငွေရရှိတယ်လို့ Business Insider မှာဖော်ပြထားပါတယ်။အဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။